အားလုံးပဲမင်္ဂလာရှိသောညချင်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမောင်ပိုင်ပလဲရေးသားထားတော့ဝန်ယူကဝေဆိုင်မောင်နေ့ကျင်းစာတင်ခေါင်းပြည့်စစ်တီရောဆိုတဲ့ဇလန်းလေးကိုပြောပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာရကားရဲ့အကူကြီးနဲ့အခုဆိုရင်ကျုပ်ကမှောဆက်အောင်တကားကြီးရောသူနှကားကြီးတို့ကိုပါ ြေဝါထိန်းချုပ်နိုင်သွားပြီအခုမှသတိရတယ်ချွေဟင်းသားငွေဟင်းသားတိုက်မာတော့ကတော့သူနဂါကြီးကိုကြုတ်ထုံသုံးခဲ့သေးတာပဲဘာကြောင့်များအခုလိုဖြစ်သွားရတယ်မသိဘူးချက်ကကျုပ်ခမည်းနဲ့တွေ့ခင်တိုင်တဲ့ခုမှတော့သူနဂါကြီးကိုထုံသုံးခဲ့သေးတယ်ဘာကြောင့်များအခုလိုဖြစ်သွားရလဲမသိဘူးနော်အဲ့ချိန်တုန်းကမင်းရဲ့ပညာဆက်တွေကအထိုးထိပ်ကိုရောက်နေလို့မင်းတို့ကမလုံးစံနိုင်လို့ဖြစ်မယ်နောက်ပြီးသူ့ကိုခေါ်မယ်ဆိုရင်မင်းရဲ့သွေးတွေကိုစရေပြီးမှခေါ်လို့ရတာမလား မင်းစတေးလိုက်တဲ့သူကြီးကပမာဏများလို့သူကျင်နေသွားတာလေဖြစ်နိုင်တာပဲ။အော်ဒီလိုလား။အင်ဘောအဲ့လိုပဲဖြစ်မှာပါ။ကျုံတဲ့ဗျက်ကားတို့မနှောချင်းဆက်သွဲပြီးစကားတွေပြောရင်ညမောင်သူ့ကိုအပြုတ်ကခီးစခဲကြတယ်။ကိုဖိုးဒီကတော့မီးတို့တစ်ချောင်းကိုကင်ပြီးကျုပ်ရဲ့ခြေကဥဆောင်သွားတယ်။ကိုမောင်စိန်တို့ရွာတုတ်တံမှာအစီရင်ပြပြချင်းခဏအနားယူပြီးတာနဲ့ညာရင်းကြီးကျုပ်တို့ကြီးခီးစခဲကြတာပေါ့လေ။ကျုပ်တို့ဆရာတပည့်ချိုးကြီးတစ်ခုလေးကိုဆင်ပြီးသွားတော့ အကောင်ခြေတွေရန်ကကြောက်ရွံ့သေးတာချိုကြီးတွေကနေတက်လာလိုက်တဲ့အချိန်မှာကျုပ်တို့နားထဲမှာမြင်းခွပေါက်တံတွေကြားလိုက်ရတယ်ဆရာကြလာကြလာမြင်းခွပေါက်တံတွေကျုပ်တို့နဲ့နီးလာနေပြီဗျကျုပ်ကြားတဲ့ကိုပို့လေမီးထုတ်ကြီးနှိမ့်လိုက်ပြီးခြုံွယ်တစ်ခုကနေစောင့်ကြည့်အောင်ကိုဖိုးတွေလက်ထဲကမီးထုတ်ကိုနှိမ့်ခိုင်းလိုက်ပြီးဆရာတွေပဲနှစ်ယောက်သာနှွေးချုံကြီးတစ်ခုရဲ့အနောက်မှာပုံလိုက်ကြတယ်မြင်းခွပေါက်တံနဲ့မြင်းဤတံတွေကတဖြည်းဖြည်းကျုပ်တို့နဲ့နီးလာနေပြီး တလုံးလုံးတက်လာနေတဲ့ဖုန်လုံးကြီးတွေကြားတွေကဒေါင်ကောင်းကောင်းမြင်းကြီးတကောင်ထွက်ပေါက်လာတာတွေ့လိုက်ရတယ်။မြင်းကြီးရဲ့ကြောပေါ်မှာကတော့ချစ်ခိစစ်တီတော်အဝေဆာနဲ့လူတစ်ယောက်ကိုတင်ဆောင်လာတယ်။အဲဒီလူကခန္ဓာကိုယ်ကြီးသာပါပြီးခေါင်းကျပါမလာဘူး။ကျုပ်တို့လည်းခေါင်းပြက်စစ်တီတော်ကြီးဘာဆက်လုံးမလဲဆိုတာကိုစိတ်ဝင်စားနေကြည့်နေကြတော့မြင်းကြီးကဗရက်ထရက်လိုက်ပြီးအမောင်လေးကိုတိုးဝင်ပြောက်ွယ်သွားတော့တယ်။ဆရာ၊ဟိုမြင်းနဲ့စစ်တီတော်ကြီးဘယ်ပြောင်းသွားလဲမသိဘူးနော်။ ထားလိုက်ပါဗျာကို့ကိုဒုက္ခပေးနေရမှာမဟုတ်တာအရေးလုံးမနေပါနဲ့တော့ကျုပ်တို့ရှင်းသားရောက်ရင်ခဏနားကြောက်စို့လားမိုးလေတော်ရှုံနေပြီဆိုတော့နားကြရင်ကောင်းမလားလို့ကောင်းကင်ကြီးကိုမိုးကြည့်လိုက်တော့လောက်ကွကွေးလေးကပြုံးရဲပြောင်းနေတယ်လို့မှုအချိန်တုံလင်းနေပြီဆိုတော့သဘောပေါက်လိုက်တယ်ဝေရှုံကြီးရဲ့ကနေထွက်လာခဲ့ပြီကျုပ်တို့ဆရာတပည့်တညတာအိတ်ဆက်အားယူလို့ရမယ့်နေရာကိုရောက်တော့အထုပ်ဘိုးကြီးချပြီးအိတ်ဆက်ဖို့နေရာ ပြင်ဆင်ရတော့တယ်ဘလို့တော့ကောင်းလို့ရှိမှန်းမသိတော့မှု ကျုပ်တို့ရဲ့အနီးအနားမှာမိဖို့လေးပူထားရသေးတယ်။မိခင်ကတော့လုံးလိုက်ကြအတိုင်းစီးချပြီးမှပဲကျုပ်တို့ဆရာတပည့်ဆေးချလက်ချအိဆက်အနားယူခဲ့ကြတော့တာပေါ့။ဆရာတို့ကျုပ်ကိုကဲပေါင်းပြာကျုပ်ကိုကဲပေးကြပါကျုပ်ဒီနေရာကြီးမှမနေကျင်တော့ဘူးပြာဒီလိုဘွားကြီးမှလည်းမနေကျင်တော့ဘူးကျုပ်ကိုကဲနိုင်မယ်ဆိုရင်ကဲပေးကြပါဗျာကျုပ်ရဲ့အကြအယုံထဲမှာအိမ်မက်လူလူကိုတကယ်ပြင်မလူလူနဲ့အတန်တစ်ခုကိုကြားလိုက်ရတယ် တခါမှမြင်နီးပူးသေးတဲ့အတံမှုဇဝေဇဝါဖြစ်နေမိတယ်။ကျုပ်ပဲနားကြားမှားရနေမှာပါလေဆိုပြီးအိတ်ဆရာရှိတာပဲဆဲလိုက်တော့တယ်။နေကျက်တုံတန်ကြားလိုက်ရတော့ကျုပ်ရဲ့မျက်လုံးစုံကအလိုလိုပွင့်လာခဲ့တယ်။ထုံးစံအတိုင်းကိုဖိုးရီပြင်ပေးထားတဲ့မနက်စာကိုစားပြီးဗိုက်ဖြစ်လိုက်တာပေါ့။ဆရာမင်းညာဆရာတရီထားမိလားတော့ပြောရဘူး။တညလုံးမြင့်ခွပောက်တဲ့အတံတွေကြားနေရတာမှုကျုပ်ဖြစ်တော်တော်နဲ့အိပ်ပျော်ဘူး။ ကျုပ်အေကောင်းနေရတယ်တိတော်မတိလိုက်ဘူးကိုဖို့နေရဖြစ်ရတယ်ဆရာကြီးကျုပ်ကဆရာတိမယ်ထင်တာဗျတကယ်ကိုကျုပ်ဘာမှမတိလိုက်တာကိုဖို့နေဟေးထားပါတော့ဗျာဆရာလေးစားဆရာကြီးကစားထားလိုက်အောင်ကျုပ်ဟိုနားထီနားသွားပြီးလေးလာလိုက်အောင်မေကျုပ်ပြန်လာမှခီးဆက်ကြတာပေါ့ဟုတ်ဘူးလားဗျာကောင်းပါပြီဗျာကျုပ်ဒီကနေပဲဆောင်းရခဲ့မယ်သတိထားပြီးသွားအောင်လို့ကိုဖို့နေစိတ်ချပါဗျာဆရာသားဒီနေရာကနေဘယ်မှမသွားနဲ့ ။နှစ်ယောက်ဆိုင်ပေါက်မင်းတပည့်ပြောတာတကယ်ကွာ။မင်းညားကမင်းတို့နှစ်ယောက်အိမ်မောကြနေတဲ့အချိန်ခေါင်းပြက်စီလိုကြီးကမင်းတို့အိမ်နေတဲ့နေရာကိုရောက်လာပြီးမင်းတို့နှစ်ယောက်ကိုတေချာကိုစိုက်ကြည့်သွားတာကြီး။ကိုဖိုးလေးထွက်သွားတော့မှဗျက်ကားကစကားဆတော့တယ်။အဲ့ဒီကိစ္စကိုသိနေရတာနဲ့ကျုပ်ကဘာလို့မနှိုးတာလဲ။မင်းအိမ်နေရာဟောက်တန်အောင်ထွက်နေတယ်ဟာ။ငါကဘလို့လုံးနှိုးမလဲဟာ။ဘာပဲဖြစ်ဖြစ်ကျုပ်ကတော့နှိုးတင်တယ်လေဗျာ။ကဲပါအဲ့ဒါကြီးထားလိုက်ပါဦး။ အခုမင်းတို့ဘယ်ကိုခီးဆက်မယ်စိတ်ကူးထားလဲကျုပ်တို့မှာဘယ်စီကိုသွားမယ်ဆိုတာမျိုးတော့မရှိဘူးဗျဒီလိုပဲရှေးဦးတက်ရသွားရင်ကြုံရဆုံးရတာတွေများလာတယ်ဆိုပါတော့ဗျာအမ်တေးရဲ့ကြရင်တော့မင်းကိုပြောပြစရာတွေရှိသေးတယ်ကွာဘာကိစ္စတော့ဗျာအခုပြောလဲရနေရဘူးစကားပလင်ခံနေသေးတာအေးစစ်စစ်မှပြောပါတော့မယ်ကွာတိတ်လေအရေးကြီးတော့မဟုတ်ပါဘူးမင်းလည်းတည်ထားတဲ့လေထင်လို့ငါပြောပြမှာပါ ရေးထဲမှာ ပြောစရာရှိတာမပြောဘဲနဲ့ဗျာဘာလို့များဒီလောက်တောင်ဒေါသဖြစ်နေတာတုံးဆရာရဲ့ပြကားပေါ့ဗျာပြောမဲ့ကိစ္စကိုမပြောဘဲစကားပြင်ခန့်နေလို့ပြောပြနေတာကျုံးတဲ့ပြကားတို့အခြေတင်စကားများနေခိုင်းကိုဖိုးတွေပြောင်းလာတယ်ဒါနဲ့ပဲကျုပ်တို့တွေခီးစခဲကြတာပေါ့လေဆရာကျုပ်တို့အိမ်နေတဲ့နေရာနီးတဝိုက်မှာမြင်းခွာရီတွေ့ရတယ်အိမ်ခွာရီကအခုကျုပ်တို့သွားနေတဲ့အရက်စီကိုထွက်သွားတာဗျာ ကိုဖိုးတွေကသူမြင်ခဲ့ရတာတွေကိုပြန်ပြီးဖောက်တယ်ချနေတော့တယ်။ကျုပ်ကတော့ဘာမှပြန်ပြောပဲကိုဖိုးတွေပြောသမျှကိုနားထောင်နေမိတယ်။လာလာနေပြီစစ်တီတော်ကြီးလာနေပြီပြင်းနိုင်မှလွတ်မယ်ဟေးပြေးရပြေးရဟာဟဲ့ကိုမြင့်ကဘာကြောင့်နှင်းနေရတော့မြင်မြပြေးပါဆိုကိုရဲ့ဦးလက်မြင့်ကြီးကိုစီလို့သပင်ချီချီနှင်းတိုးတိုးပုံစံနဲ့အယူတယောက်ကျုပ်တို့ဆရာဘဲနှစ်ယောက်ကြားကဖြတ်ဝင်ပြီးပြေးသွားတယ်ကျုပ်တို့ဖြတ်ကြောက်သွားပြီးအရှင်းနာနေနေရောက်တော့ ခလုံးတိုက်ပြီးလဲပါလီယောအမလီတေပါပြီဗျာဟဲ့ဝင်းမင်းမြာဘာရက်ကြည့်နေရလဲငါ့ကိုလာပြီးထူးကြလေဒီယူကယူပါပဲကျုပ်တို့ကတော့သူ့ကိုထူပေးဖို့လှမ်းအောင်ပြောလိုက်သေးတယ်ကိုမျက်စိချိန်မှာဆိုတော့လေကြည့်မနေနိုင်တာမဟုတ်ကျုပ်တို့ဆရာတွေပဲအယူကြီးကိုဆွဲထုတ်ပေးလိုက်တယ်တောင်းနေအောင်ကြီးကဘယ်ကိုသွားမလို့ပါလဲဒီကနောင်တော်တို့အတိပြစီနေတော့ငါ့ကိုခါစားတဲ့ဝင်းမင်းနေမဟုတ်ကြဘူးလားဟဲ့ ဟုတ်ရပါဘူးနောင်တော်ကျွန်တော်ကတာမန်အရသာခီးသွားတယ်ပါအလိုတာဆုံငါ့ကိုခါစားတဲ့ဝင်မင်းတွေဘဲရောက်ကုန်ကြတော့ဥွယ်ကြီးရတာနောင်တော်ကြီးကဝင်မင်းတွေနဲ့လမ်းကွဲလာတဲ့ပုံပဲနောင်တော်ကြီးရဲ့ဆံမြန်းရနန်းဆောက်ကိုရောမှတ်မိပါသလားတကယ်လို့မှတ်မိရဆိုရင်ကျွန်တော်တို့လိုက်ဖို့ပြပြစီကိုဖိုးတီကဘဲဆက်တဲ့ကိုလိုက်ဖို့မှမသိဒါတွေလည်းရတာပဲလို့ကြုံတွင်းနေတော့အယူကြီးကလည်းကျုပ်တို့ဆရာတစ်ဘက်ကိုခြေဆုံကောင်းဆုံးအသေးချာကိုလိုက်ကြည့်နေတာ ရတယ်မလို့ဘူးနေတော့ငါနန်းဆောင်လေးရာရေတာတွေကိုခုတ်ဖို့လာတာမဟုတ်လားမှန်မှန်ပြောစမ်းဘိုးရပါဘူးနောင်တော်ကြီးရေနောင်တော်ကြီးတယောက်တည်းပြန်သွားရင်လမ်းမှာအခုလိုညင်မထိတ်နိုင်ပဲဖြစ်ရင်ဘလို့လုံးမတော့ကိုဖိုးတည်းရဲ့စကားကြောင့်အယူကြီးခဏတော့တွေ့ဝေသွားတယ်မေးစီကိုလမ်းနဲ့ပုတ်ပြီးအသေးချာကိုစဉ်းစားနေသေးတာဟုတ်တယ်နင်ပြောတာမှန်တယ်ဒါဆိုငါ့ကိုနန်းဆောင်ရှိရာလိုက်ပို့ပြီးတော့ကဲလာတော့ကြမယ်ကျုပ်တို့ဆရာဘဲနှစ်ယောက်ရဲ့ရှိကနေ ုတ်လက်မြင်းကိုစီးပြီးခက်တော့တဲ့ခြောက်သွားနေတဲ့ယူကြီးရဲ့နောက်ကိုပြီးအောင်လိုက်ရတယ်။တနည်းအားရောက်မှာတော့ရှုံကွယ်တစ်ခုရဲ့နောက်ကိုတိုးဝင်သွားတဲ့ယူကြီးနောက်ကိုမှီအောင်လိုက်ရတယ်။ရှုံကြီးရဲ့နောက်မှာမြင်လိုက်ရတဲ့လှိုင်ကူကြီးကြောင့်ကျုပ်တို့တွင်အံ့ဩတင်သွားမိတာတော့အမှန်ပဲ။ဒီနေရာမှာဒီလိုလှိုင်ကူကြီးရှိနေရဆိုတာဘလုံးမမပြည့်နိုင်တဲ့မြင်နေရအနေထားမှုလား။စိုက်မော်မင်းသတိထားမိလား။အဲ့ဒီယူကြီးကလည်းပညာသေးပဲကွာ။ဟမ်ဟုတ်လို့လား။ ကျုပ်ဖြစ်ဘာပညာငွေတမမရပါဘူးတေချာလို့လားမင်းမြုံရဲ့အထက်ရောက်တော့ကြီးကြီးပေါ့ကွာတိုင်ကူရဲကိုမွေခင်အချိန်ထိပြက်ကားရဲ့စကားကိုကျုပ်မယုံခဲ့ဘူးအထက်ကိုရောက်တဲ့အချိန်ဘေးဘီကိုကြည့်လိုက်တော့မှစီရင်ပြုတ်လုထားတဲ့ရှီယာလက်ရာတွေကိုတွေ့လိုက်ရတယ်ကဲဝင်းမင်းတို့ဒါကငါကူတော်ဆံမြားနန်းဆောင်ကြီးပဲကြိုက်တယ်လို့သာနေကြပြီတော့ဟိပြောထောက်မေငါနန်းဆောင်လေးကရေနာရီကိုယူသွားမယ်မကြမ်းနဲ့တော့ငါမသိအောင်ပစ္စည်းလေးတစ်ခုယူသွားရင်ကို ရေဆုံးမြေဆုံးလိုက်တောင်းမှဆိုတာသိတာ။ကဲငါကတော့စက်တော်ခေါ်လိုက်ဦးမယ်ဟိ။စကားလေဆုံးရောအယူကြီးကတချိုးလေးအိပ်ပျော်သွားတော့တယ်။နင်းနေချိုက်ချိုက်ကိုအိပ်ပျော်နေတာများဟောက်တန်တွေကိုထွက်လို့ပေါ့။ကျုပ်တို့လည်းအယူကြီးအိပ်ပျော်နေတော့လိုင်ကူကြီးထဲမှာဆက်ဆူဆူလိုက်ပြီးကြည့်မိတယ်။ဥမာကြည့်ပါဦး။အဲ့ဒီစီရင်တွေကနဆိုးတွေကိုရှုံအောင်ဖို့လုပ်ခဲ့တဲ့စီရင်မှလား။ဖုံတွေလိမ့်လိမ့်တက်နေတဲ့အစီရင်ပစ္စည်းတွေကိုရှာတွေးတဲ့ကိုဖိုးတွေကကြောက်ကူလာပြောတော့တယ် ကိုဖိုးရီပြားတဲ့ပစ္စည်းတွေကိုကြည့်ရင်အယူကြီးကလည်းတာမန်ပညာတွေတော့မဟုတ်ပေဘူးဆိုတာကျုပ်သဘောပေါက်လိုက်မိတယ်။ချုပ်ပေါ်နေတဲ့လှိုက်ကူကြီးထဲမှာတန်ရှင်ရေလှုပ်လိုက်ရပြီးအယူကြီးအိန္ဒိယကနိုးလာတဲ့အခါစားဖို့ကိုဖိုးတွေကိုအစင်သိပြင်ခိုင်းထားလိုက်တယ်။ကျုပ်တို့အားလုံးပြီးသွားတော့အိပ်ပျော်နေရကနိုးလာတဲ့အယူကြီးကအရင်ကလိုမျိုးအမိုက်တွေချုပ်ပေါ်မနေတော့တဲ့လှိုက်ကူကြီးကိုကြည့်ရင်သဘောရည်ကျနေတော့တယ်။အော်မလေးလေငါကိုရောရဲ့ဝင်မင်းတွေကတိတ်ကိုတော်တာပါပဲ။ ်အကူတော်ကိုစိတ်ချမ်းတောင်ထားတဲ့ကြလိုက်တာအင်းတိတ်ကောင်းနေဝဲတိတ်ကောင်းနေဒါရင်မဟုတ်သေးဘူးနော်နောင်ကြီးဆက်တော်ခေါ်ရာကနေနိုးလာရင် သုံးဆောင်ဖို့စားတော့ပွဲကြီးပါပြင်ပြထားသေးတယ်ဗျာဟေးတဲဟုတ်ပါလားဘယ်မလုံးဘယ်မလုံးငါရဲ့စားတော့ပွဲကြီးကိုဖိုးတီကသူကိုယ်တိုင်ပြင်ဆင်ထားတဲ့စားတော့ဖွေရများကိုအယူကြီးရဲ့ရှေ့မှာရှာပီးလိုက်တယ်။စားကောင်းတော့ဖွေတွေအများကြီးကိုမြင်တော့ဟန်တော်မဆောင်နိုင်ပေအပါတိယစားတော့တယ်။ အယူကြီးစားတောက်နေတော့ကိုဖိုးတွေကသူ့တိကျင်တာတွေမေးတော့တယ်။ဒါနဲ့နောင်တော်ကြီးကဒီလိုင်ကူကြီးထဲမှာနေနေတာကြားပြီလား။အင်းကြားပြီကြားပြီ။အယူကြီးကလည်းပလုံပလောင်စားရင် ကိုဖိုးတွေမေးသမျှကိုပြန်ဖြေတယ်။ဒါဆိုနောင်တော်ကြီးအရင်တော့အကြောင်းတွေကိုရောမှတ်မိသလား။ကိုဖိုးတွေရဲ့အမိကြောင်စားနေတာကိုရက်လိုက်ပြီးအချိန်ခဏလောက်တွေ့ဝေသွားတဲ့အယူကိုကြည့်လိုက်ရင်တခခုမူမှန်တာကိုတွေ့လိုက်ရတယ်။ ဲ့ UG ရဲ့မျက်လုံးအိမ်ထဲမှာအကြောင်တရားတွေစိုးရိမ်ပူပန်မှုတွေကိုအတိုင်းသားမြင်နေရတာပေါ့မသိဘူးငါဘာမှမသိဘူးလာနေပြီ ဟုတ်တယ်အပြစ်ပေးဖို့လာနေပြီစစ်တီတော်ကြီးကအပြစ်သားတွေကိုကွပ်မျက်ဖို့လာနေပြီအာဆာလက်ဆာစားကြရီဦးတော်ဆမ်ဆာတော့ပဲနိုင်ကူကြီးရဲ့တောင်းတနေရမှာသူပြက်လူမတဲ့ကြောင်းယုံနေတဲ့အယူကြီးကိုကြည့်ပြီးစင်မကောင်းဖြစ်မိတယ်ကိုဖိုးတွေကလေဗျာသူ့ဘာသာ အေးစေးစားပါစီလား ျုပ်တို့ရဲ့သိချင်စိတ်တစ်ခုရဲ့နဲ့တစ်ဖက်သားကိုအကူလို့ဖြစ်အောင်မလုပ်ပါနဲ့ဗျာ။ဟိုကျုပ်ကျုပ်လေသိချင်စောကြီးသွားလို့ပါဆရာရဲ့။သူ့ကိုကျွေးစရာရှိတာဆက်ပြီးတော့ကျွေးထားလိုက်အောင်။ကျုပ်ပြင်ခဏထွက်ပြီးလေကောင်းလေတန်လေသွားရှုလိုက်အောင်မေ။ဒီလိုလှိုင်းကူကြီးထဲမှနေရတာကြာလာတော့မိုးကြက်လာလို့ပဲ။ကိုဖိုးလေးကယူကြီးနားကိုဖြည်းဖြည်းချင်းကတ်သွားပြီးချုံမော်ကစားတောက်တွေလာစားဖို့ခေါ်နေတော့တယ်။ကျုပ်လေလှိုင်းကူကြီးရဲ့အပြင်ကိုရောက်တော့မှပဲ။ လက်ဆက်တဲ့လေးကိုတဝကြီးရှူရှားရတော့တယ်။ဖူးအခုမှပဲစိတ်ထဲပေါ်ပါသွားတော့တယ်။စိုက်မော့စိုးနှကယူကြီးပြောတဲ့အထင်းမှပါတယ်စစ်တီတော်ကြီးဆိုတာကငါတို့တွေ့ကြရတဲ့ခေါင်းပြက်စစ်တီတော်ကြီးများဖြစ်နေမလား။အမေပြောတာဖြစ်နိုင်နေပြက်ကကျုပ်လည်းအဲ့လိုပဲထင်တယ်။ဖူးစားတော့ပြီးပြန်သွားလို့တော့ပါသေးရဲ့ဗျာ။ဟုတ်ရင်အဲ့လိုထင်းနေရတာနေတယ်ဘာမှလုံးလို့ရမှာမဟုတ်တော့ဘူး။ ကိုဖိုးတီရဲ့ဆက်စုတက်တဲ့အကျင်ကပြောင်းမှပြောင်းသေးပဲကူဗျကျုပ်လည်းသိချင်လုံလုံးမေးမိတာတော့မဟုတ်ပေမယ့်သိတဲ့နယ်ထင်လုံးမေးကြည့်မိတာပါဗျာအေးကျုပ်တို့လည်းထဲပြင်ဝင်ပြီးစားစရာရှိတာစားရအောင်ဗျာအတော်တော်နောက်ကျနေပြီအယူကြီးကိုထမင်းကျွေးမွေးပြီးကျုံချီအားလိုက်လာတဲ့ကိုဖိုးတီနေတူထမင်းလက်ဆုံစားလိုက်ပြီးတရေတမောလောက်အမိလိုက်ကြတယ်ဒီခါတော့အတန်တင်ကြားရတာမဟုတ်ပဲကျုပ်ကိုအိမ်မက်ပါပေးတော့တယ်ဆရာကျုပ်ကိုကယ်ပေးပါဗျာ ကျုပ်ဒီဘွားကြီးကနေလို့အောင်လှုပ်ပေးပါဗျာနေပေါ့ခမရဘာသူလဲကျုပ်ကခမရကိုဘယ်လိုကယ်ပေးရမှာလဲဆိုတော့အရင်ပြောဦးလေဗျာကျုပ်နဲ့မိကမောင်ကောင်းပါစစ်သူရဲ့မောင်ကောင်းဆိုတာကျုပ်ပါပဲကျုပ်ရင်ဘွားကမျိုးသားမင်းရဲ့ပြီးမှပူတော်ထမ်းရတဲ့စစ်သူကြီးတယောက်ဆိုပါတော့ပြက်မှာမျိုးသားမင်းရဲ့သားတော်လေးဟာမတမာသူရဲ့လုံးကြံမှုကြောင့်အစိတ်မိပြီးတည်ဆုံးခဲ့ရတယ်အဲ့ဒီကိစ္စကိုကျုပ်လုပ်ပါတယ်ဆိုပြီးရုတ်ဆွကြတယ်ကျုပ်ဘက်ကဘလို့မှရှင်းပြလို့မရတဲ့အဆုံးမှာ ကျုပ်ကိုကောင်းဖြတ်ပြီးကွက်မြက်လိုက်ရတယ်။ကွက်မြက်ယုံတင်မဟုတ်သေးဘူး။ကျုပ်ရဲ့အလောင်းကိုအစီရင်တွေပြုတ်လုပြီးချိန်စာတိုက်ခဲ့ကြသည်လား။အခုတော့ကျုပ်ကိုချိန်စာတိုက်ခဲ့သူတွေလည်းကျုပ်ရဲ့လက်ချက်နေပဲအကုန်တေကုန်ကြပြီ။ချိန်စာတိုက်ခဲ့သူတွေတေဆုံးသွားပြီမေ။ကျုပ်ရဲ့ချိန်စာကပျောက်ကွယ်မသွားခဲ့ဘူး။အခုချိန်ထိတော့ကျုပ်ရဲ့ချိန်စာကအသက်ဝင်နေတော့မို့။ခမရဲ့ချိန်စာကိုဘယ်လိုပြန်ဖြေရမလဲ။ကျုံမှမသိပဲ။မသိပေမဲ့လေဆရာရဲ့ပညာအဆင့်နဲ့ဆိုရင်ဖြစ်နိုင်ပါတယ်ဆရာကြီး။ ကျုပ်ရဲ့ဂျင်စာကလာပညာတိုင်းမှာပို့ပြီးတော့စွန့်ထပ်ပါလေ။လာပညာရောက်ရင်ကျုပ်စိတ်တွေမူမှန်တော့ပဲအထင်ကုန်မဲသွားတတ်တယ်။အဲ့ဒီအချိန်မှာဆရာကသာကျုပ်ကိုအနိုင်ယူခဲ့မယ်ဆိုရင်ဒီလန်တစ်ခုခုတော့ရှာတွေ့အောင်တွေ့နိုင်မှာပါ။ကျုပ်ကျုပ်ကိုကူညီပေးပါနော်ဆရာ။အင်းကောင်းပြီလေ။ဒါဆိုကျုပ်ကူညီပေးမယ်။ဒါနဲ့မီးဆရာလေးရှိတယ်။ဘာများလဲဆရာ။ကျုပ်တိတာဆိုရင်အကုန်ဖြေပါမယ်။တခြားတော့မဟုတ်ပါဘူး။အခုကျုပ်တို့ရောက်နေတဲ့နေရာကအယူကြီးဘူး။ ခင်ဗျားသိသလားလို့မေးကြည့်တာပါ။ဩသိတယ်သိတယ်။ဆရာကလေအဲ့ကောင်ကကျုပ်ပိုင်နေသေးတယ်လားသိတယ်။ကျုပ်ကလည်းစော်ကားမော်ကားပြောလို့ပက်လောက်အောင်ပြေးပေးထားတာပါ။အဲ့ဒီလူကဆရာသိလား။ဒါဆိုကျုပ်စင်းနေပြောပြလိုက်မယ်။ကျုပ်တို့နဲ့သိတာတော့မကြောက်သေးပေမယ့်အဲ့ဒီလူပုံမှန်တိုင်းပြက်ဖြစ်စေမယ့်စင်းနေလေးပြောပြရင်ကျေးဇူးတင်မိမှာပါ။ပြောပြမှာပေါ့ဆရာရေပြောပြမှာပေါ့စင်းကြီးကလွယ်ပါလေဒီလိုလေး ကောင်းပြည့်စုသူရဲ့မောင်ကောင်ပြောပြတဲ့စီးနီးကိုအသေးချာလေးမှတ်ထားလိုက်ပြီးတာနဲ့သူ့ပုံမှာတက်ရောက်နေတဲ့ချိန်စာကိုပြတ်သွားအောင်ကူညီပေးမယ်လို့ဂရီပေးလိုက်တယ်။အင်းစားတော့ပြီးအိတ်လိုက်တာအိတ်လို့ကောင်းလိုက်တာကိုဖို့တည်းဟာ။ဟိုဆရာနူးပြီကို ကိုဆရာလေးအိတ်လိုက်တာများတွန်းနေရပဲဗျာ။အာအဲ့လောက်တောင်ပေးလာကိုဖို့တည်းဟာ။အဲ့လောက်တောင်မဟုတ်ဘူးဆရာကြီးအထက်ကိုပူသေးတာဗျ။တောင်းနေကိုဖို့တည်းနောက်ပြင်းနေရောက်ဖို့ဘယ်နည်းလို့သိလဲ။ နောက်ထပ်3ရက်လောက်လူသေးရဲ့ဆရာ။ဘာများဖြစ်လို့လဲ။ဒါဆိုရင်တော့အရှင်ရပါသေးတယ်။ဒီလိုကိုဖိုးတွေကကျုပ်ခီးလေးခဏသွားစရာပေါလာလို့ဒီနေရာမှာကိုဖိုးတွေစောင့်နေပြင်းနိုင်မလား။ဆရာဘယ်ကိုသွားမှလဲ။ကျုပ်ရောတူတူလိုက်ခဲ့လို့မရဘူးလား။ကျုပ်သွားမယ်ခီးကအခြားကိစ္စမဟုတ်ဘူး။ဟိုယူကြီးကိုပုံမှန်အတိုင်းပြက်ပြက်အောင်လုပ်ပေးဖို့စေတော့ချာမယ်ခီးပြ။ကိုဖိုးတွေကကျုံးနဲ့လိုက်ခဲ့ရင်အဲ့ယူကြီးကိုဘယ်သူကစောင့်ကြည့်ထားတော့မလဲ။ဟုတ်ဘူးလား။ อืมเสียပြောတော့လေဟုတ်တာပဲဒါဆိုတော့ကျုပ်ဒီညကနေပဲစောင့်နေပါမယ်ဟုတ်ပြီဒါဆိုကျုပ်သွားပြီဗျာဟာเสียနေုံးလေဗျာကျုပ်เสียအတွက်ထမင်းတွေဟိနေချထားတယ်အဲ့ဒါလေးတွေတော့စားသွားပါအောင်လေလာပြင်းညမတိုင်ခင်ကျုပ်ရောက်ပြန်လာခဲ့မယ်ကိုဖိုးတွေအိယာကနုံနုံချင်းကိုဖိုးတွေရဲ့လက်ရောက်ကိုတော့မစားတော့ပဲအယူကြီးအတွက်ဆေးချဖို့စစ်သူရဲ့မောင်ကောင်ညွှန်ပြလိုက်တဲ့နေရာစီကိုအာချင်းထွက်လာခဲ့တော့တယ် အခုဆရာတို့ရှိနေတဲ့နေရာရဲ့အနောက်စုစုအရက်စီကိုသွားမယ်ဆိုရင်တောင်ကမူလေးရှိပါလိမ့်မယ်။တောင်ကမူလေးကိုကျော်လိုက်တာနဲ့ကလေးကအကြောက်တောင်ကြီးရဲ့နေရာမှာတွေးလို့မျိုးနေရနေတဲ့ပန်းတမျိုးကိုတွေးလိုက်မယ်။အဲ့ဒီပန်းကိုဒီမထွက်ခင်ရအောင်ခူးနိုင်ရမယ်ဆိုရင်တော့တိတ်ကိုအစဉ်ပြေပြီးပေါ့လေ။အဲ့ဒီပန်းကိုရပြီဆိုတော့နဲ့ဆရာညာချစ်သူအသုံးပြုပြီးစေ့ပေါ်လိုက်ရင်ရပါပြီ။ဒါကတော့ချင်းစာတင့်နေတဲ့ခေါင်းပြက်စစ်တီတော်ကြီးပြောလိုက်တဲ့စေးပင်ချာနီပေါ့။သွားမယ့်ခီးကမွေးရမှန်ပေမဲ့ သူပြောလိုက်တဲ့ပန်းပင်ကိုကျုပ်ကတခါမှတော့မြင်ဘူးတော့မဟုတ်တော့အချိန်မလုံးခင်ရှာလုံးမတွေ့မှစိုးရိမ်နေမိတယ်။ကျုပ်စားထွက်လာကလေးကသေးလိုက်တဲ့မူးဆိုတာခိုက်ခိုက်ကိုတုံလို့ဒီပြင်းတွေကလည်းတိုင်လျှက်စီးတွေကလည်းတလက်လက်နဲ့ပေါ့။ညသကောင်မကြုံခင်တောင်ကမူလေးပေါ်ကတော့ရောက်လာခဲ့ပြီ။တောင်ကမူလေးပေါ်ကနေတစ်ဖက်ကိုကြည့်လိုက်တော့အောက်ရှိကတော့မမြင်ရတဲ့ကျောက်ကမ်းပါကြီးပါလား။ကျောက်သားနေရင်ကြီးရဲ့ဘေးမှာငိုထွက်နေတဲ့ကျောက်သားချုံကြီးတွေကလည်းထူးထူးထောင်ထောင်နဲ့ငိုတွေကလည်းတဲနေတော့ ီတော့လုံဖို့ကလည်းအဆင်မပြေတစ်ချက်တစ်ချက်ဝင်းကနေလက်ကနေလျှက်စီးလက်တဲ့အခါထွက်ပေါ်လာတဲ့လင်းရောင်ကိုသာအပြုတ်ရင်တွေးရဲ့အောင်လုံးနီးမြဲနေတဲ့ဘန်းကိုလိုက်ချာနေရတယ်တွေ့ပြီဗျကျုပ်ကြည့်နေတဲ့ဗချန်ကကံမနေမှာကပီပေါက်လျာပဲကျုံရနေတဲ့ကမူလေးပေါ်ကနေအောက်ကိုအနေငယ်ဆင်းလာခဲ့လိုက်တယ်။အောင်နာလေးကိုရောက်တော့လူတယောက်ရက်လို့ရတဲ့အနေထားလောက်သာရှိတဲ့ခြောက်ကမ်းပါအဆုံးလေးပေါ်မှာရက်နေမိတယ်။ဟေ့ကောင်မင်းလည်းနဲ့လှမ်းလို့မိပါမလား အများကလည်းဗျာလှလိုက်တာကျုပ်ပြေရင်းနေကိုတုံသွားပါပဲကျောက်ကမ်းမရဲ့အဆုံမှာရက်နေတဲ့အချိန်ချလိုက်ရတဲ့ဗျက်ကားရဲ့အတန်းကြောင့်ကျုပ်ရင်းနေကိုတုံသွားပါပဲဟာမင်းကလေအောက်လန်းစရာတယောက်ဖြစ်ပြီးဒါလေးကိုလမ်းရသလားကွာကျောက်တာနဲ့လမ်းတာနဲ့မတူဘူးလေဗျာမြတ်တိတ်နေစမ်းပါဦးကျုပ်မြင်နေရတဲ့ပန်းကိုဘလို့ခူးရမလဲစဉ်းစားလိုက်ဦးမယ်ကျိုးရဲ့မောင်းနေတော့လှမ်းယူလို့မရနိုင်တာမို့ခုံပြီးယူဖို့ကလွယ်လို့ကျန်တာကိုမစဉ်းစားတတ်တော့ဘူး ဒါလီရောက်ကွာတုတ်လက်နဲ့လှမ်းယူလို့မမိနိုင်တာမူခုံပြီးပဲလှမ်းယူလိုက်ရတယ်အမီးကလှမ်းယူနိုင်လို့တော့ပါသေးရဲ့လက်သေးကိုစစ်ဖို့စမဲ့ပန်ရောက်တာနေတဲ့ပြိုင်နဲ့ပြစ်ချလိုက်တဲ့မူဂျိုကကျုပ်ကောင်းဖို့တတဲကြောက်သားနေရင်ယူထိမှန်သွားတယ်အဲ့ဒီအချိန်ကြောက်သားနေရင်ကြီးကအကွဲလာပြီးကျုပ်ရက်နေတဲ့အစွန်းကကြောက်တွေကွာချလာတယ်ရှင်မကိုင်မီလက်မကိုင်မီနဲ့ကျုပ်လည်းမှောင်မဲနေတဲ့ဂျောက်ခဲမားနဲ့ကြီးတွေကိုပြုတ်ကျသွားတော့တာပေါ့ဒီကောင်ဆိုင်မောက်တစ်ချက်ကလေးမှသတိမလို့စင်းနေကြာလာ ရကားရဲ့သတိပေးတဲ့တံကိုကြားလိုက်ရပြီးကျုပ်စိတ်ထင် အောက်မှရှိတဲ့ကြောက်သားချုံတစ်ခုနဲ့ခေါင်းနဲ့ရိုက်မိပြီးသတိလေးမင်းမျောသွားတော့တယ်။အောင်မလေးနားလိုက်တာဗျာသတိပြန်ရလာတော့ကျုပ်က တိန့်လီတလုံးသေးကိုရောက်နေမှန်းကိုသိလိုက်ရတယ်။ဟောအကိုတော်သတိရလာပြီပဲ။တန်ရာကရောဘလို့နေလဲတက်တာရဲ့လား။ဟင်မင်းမင်းဘသူလဲငါကရောဘယ်ကိုရောက်နေရလဲစိတ်ကိုအေးထားစမ်းပါအောင်လားအကိုရဲ့ အခုမှသတိပြန်ရတာကိုမိခိုးရဲ့အရင်မမေ့ပါနဲ့လားမင်းကလေးကအတော်တွက်လက်ချက်ချတာပဲသစိမ်းဖြစ်တဲ့အကျုပ်ကိုတော့တင်းကြီးတင်းကြီးနဲ့ပြောဆိုရည်စိုက်မောင် तू ဘာပြောမလဲဆန္ဒထောင်ကြည့်လိုက်အောင် तू ကပညာတယ်မဟုတ်ဘူးရကားရဲ့စကားကြောင့်ဘာမှဆန်ပြောတော့ပဲမင်းကလေးပြောတာကိုပဲစက်ပြီးနားထောင်နေမိတယ်ဒီလိုကိုရဲ့ညီမရဲ့ဘာကတော်ရင်မှဆေးပင်တော့ချရင်နဲ့အကူတို့ကိုဒံရတွေနဲ့တွေ့ရပြီးလဲနေတာတွေ့လို့ဖြိုးခေါ်လာခဲ့တာ အခုဆိုအကိုရဲ့ကောင်းကတန်းရလေသက်တာနေပါပြီဒါဒါဆိုဒီနေ့ကဘာနေ့လဲဒီနေ့ကစနေနေ့လေအကိုအာမဟုတ်သေးဘူးလေကြုံမေးတာကဒီနေ့လားပြည့်နေလားလို့မေးတာဟုတ်တယ်အကိုရဲ့ဒီနေ့ကတစောင်းမုံလားပြည့်နေအာတော့ပြီကျုပ်သတိမိနေတာဒီနေ့နဲ့ဆိုသုံးရက်တောင်ရှိပြီပေါ့ဟုတ်တယ်အကိုရဲ့အကိုသတိမိနေတာဒီနေ့နဲ့ဆိုသုံးရက်မြောက်တဲ့နေပဲမဖြစ်ဘူးမဖြစ်ဘူး ကျုပ်ပြန်မှဖြစ်မယ်။ကျုံနဲ့အတူပါလာတဲ့ပစ္စည်းတွေရောဒီမလေးကိုရဲ့ရွေးတဲ့ကပစ္စည်းတွေရောစုံရလာဆိုတာစိတ်ကြည့်ပါဦး။ခရခဲစီယူခဲ့ရတဲ့ပန်းမေလေးကိုကျုံရဲ့လွယ်အထဲမှာတွေးလိုက်ရတာမှူးစိတ်ချမ်းသာသွားခဲ့တယ်။ဒါဖြစ်မီကျုပ်ကိုခွင့်ပြုအောင်ဗျာ။ကျုပ်ကိုကူညီပေးထားလို့အမီးတို့အသားဖောက်ကိုလည်းကျေးဇူးတင်ပါတယ်။အခုတော့ကျုံမှအရေးကြီးကိစ္စလေးတစ်ခုရှိနေရမှူးခွင့်ပြုအောင်။ကျုပ်ကိုကူညီပေးထားတဲ့မိန်ကလေးကိုနှုတ်ဆက်ပြီးကိုဖိုးတွေကိုရှီယာကိုအမြန်ပြန်မှဖြစ်မယ်။ ဒါမှလည်းအယူကြီးကိုစေကုပေးနိုင်မယ်ပြင်ကျင်းစာတင့်နေတဲ့စစ်တီတော်ကြီးကိုလည်းကျင်းစာကနေလုံမြောက်အောင်လုပ်ပေးနိုင်ပါလိမ့်။တေရေကနေထွက်လာပြီးဘယ်ရက်စီကိုသွားမှမသိတာမူမင်းကလေးကိုလမ်းပြန်မိရသည်။ဟိုလေစိတ်တော်မရှိပါနဲ့အမီ။ကြောက်ပြုတ်ကြလာတဲ့ဂျောက်ကဲမကြီးပေါ်ကိုပြန်သွားခြင်းဘဲကနေသွားရမလဲ။အကိုကကြောက်ပန်းဆွဲတောင်ပေါ်ကိုတက်ချင်တာလား။ဒါဆိုရင်ညီမပြောတဲ့လမ်းအတိုင်းတက်သွားလိုက်ရင်ညသိမ့်မောင်ခင်ရောက်နိုင်ပါတယ်။ လေလဲဆုံးပြမှုမင်းကလေးညွန်ရလန်တိုင်းတောင်ပေါ်ကိုအမြန်တက်လာခဲ့လိုက်တယ်။ကျုပ်ကိုကူညီပေးတဲ့မင်းကလေးရဲ့အဖေကတော့မတွေ့လိုက်ရပေအလိုရည်တက်လာခဲ့ရတာပေါ့။အခုမှအတွေးမိတယ်။အဲ့ဒီမင်းကလေးကိုလေကျေးဇူးတင်စကားတော့အသေးချာမပြောခဲ့လိုက်ရဘူးထင်တယ်။ကျုပ်တောင်ပေါ်ရောက်တဲ့အချိန်ကပုံစံပြုံးနေပြီမှုကိုဖိုးတွေကိုရှိတဲ့နေရာကိုသိရအောင်အမြန်လိုက်ရှာရတယ်။ဘယ်နေရာပဲရောက်ရောက်မီးဖို့ထားတတ်တဲ့ကိုဖိုးတွေရဲ့အချိန်ကြောင့်ကျုပ်ကိုဖိုးတွေကိုရှိရနေရာကိုလွယ်တကူပဲရှာလို့တွေ့တော့တာပေါ့။ ကိုဖိုးတီကိုဖိုးတီကျုပ်ပြန်လာပြီကိုဖိုးတီဟာဟာဆရာကြီးကျုပ်ပြင်မြှောက်လိုက်ရတာဗျာဆရာပြောတော့လာပြညမတိုင်ခင်ပြန်လာခဲ့မယ်ဆိုပြီးအခုကဘလို့ဖြစ်ရတာလဲဗျာခေါင်းမလည်းပတီးကြီးနဲ့ပါလားဘာတွေများဖြစ်ခဲ့တာတော့ဆရာကြီးဒီလိုကိုဖိုးတီကျုပ်အချင်းချုပ်ပြီးပဲပြောပြတော့မယ်အယူကြီးကိုပုံမှန်တိုင်းပြဖြစ်စေဖို့စိပင်းသွားယူတဲ့အချိန်ကျုပ်ကြုံဆုံခဲ့ရတာတွေကိုအချင်းချုပ်ပြီးပြန်ပြောပြလိုက်တယ် တော်တော်ကိုကန်ကောင်းတာပါလားဆရာကြီး။ကန်ကြီးပေလို့ပေါ့။နောက်နေ့အိမ်မင်းကလေးရဲ့နေမျိုးကိုရောဆရာမင်းမကြည့်ခဲ့ဘူးလား။ကျုပ်ကိုဖိုးတေတို့စီကိုအမြန်ပြန်လာချင်နေတာနဲ့ပဲနေမျိုးကိုတော့မမေ့ခဲ့မိပါဘူးဗျာ။နောက်နေ့ဟိုလူရောက်ကိုဖိုးတေရှိပါဗျာရှိပါ။ဥမာလေးစားပြီးတောက်ပြီးဆက်တော်ခေါနေတယ်။တိုင်ကူကြီးတွေကတောင်းတတရာမှာခွေခွေကလေးအိပ်ပြုံနေတဲ့အယူကြီးကိုညွှန်ပြရင်ကျုပ်ရဲ့ဒံယာတွေကိုကိုဖိုးတေအသေးချာလိုက်ကြည့်နေတယ်။ကျုပ်ဒံယာတွေကမပြောပါတော့ပါဘူး။ အဲ့လူကိုတိုက်ဖို့စီစီရင်လိုက်အောင်မယ်။နှုတ်ရင်လည်းနှုတ်ထားလိုက်အောင်။အိပ်ပျော်နေတဲ့ယူကြီးကိုနှုတ်ခိုင်းလိုက်ပြီးကျုပ်ကတော့ဆေးမြန်ဆက်နေရတာပေါ့။အပြင်ဘက်ကဒံရရီကလည်းအုံပြောက်သွားအောင်ကျုပ်စီမှာရှိနေတဲ့နစီကမုံပေတချို့ကိုရောပြီးကျိတ်လိုက်တယ်။တိုက်ရမယ့်စီရပ်ပြီဆိုတော့အယူကြီးကိုရှုံးမောက်ပြီးစစ်တိုက်ရပြန်တယ်။နောင်တော်ကြီးအားရှိသွားအောင်တတိဖြော်ရီလေးသုံးဆောင်လိုက်အောင်။ဒါမှနောင်တော်ကြီးကနောက်လိုက်နောက်ပါပြီးကောင်းကောင်းကြီးအုပ်ချုပ်နိုင်ပါလေ။တောက်လိုက်အောင်တော့ လင်းတကယ်ပြောတာလားမလိန်နဲ့နော်တကယ်ပါမလိန်ပါဘူးမယုံရင်နောင်တော်ကြီးတောက်ကြည့်လိုက်အယူကြီးကကျုံနဲ့ကုဖိုးရဲ့မျက်နှာကိုတလဲစီကြည့်ရင်ကုဖိုးရဲ့လက်ထဲကဆေးခွက်ကိုယူပြီးအကုန်မောချပြစ်လိုက်တယ်အခုလို့အာရှိစီမဲ့တတိဖြော်ယူနောင်တော်ကြီးတောက်တာမြင်ပြီးကျုပ်တို့တိတ်ဝမ်းတာတာပဲနားလိုက်အောင်နားလိုက်အောင်အယူကြီးကိုရှော့မော့ဆေးတိုက်ပြီးပြန်နှားခိုင်းလိုက်တယ်အကြခင်မှာကျုပ်တို့တွေစင်စာတဲ့ကောင်ပြက်စစ်တီတော်နဲ့ရင်ဆိုင်ရတော့မယ်လေ ဆရာကြလားမြင်းခွတန်ဒီကြလားဟုတ်တယ်ကိုဖို့ဒီဒုံဆိုင်စီပီမောင်းလာတဲ့အတံမျိုးပဲကျုပ်တို့ရှိရဖို့လားနေတာလာလာကျုပ်တို့အပြင်ကိုထွက်ရအောင်ကျုပ်တို့လုံမဲ့ကိစ္စနဲ့ဆိုင်တဲ့လူမထိခိုက်စေချင်တာကြောင့်ကျုပ်တို့ဆရာတပည့်လှိုင်ကူကြီးတွေကနေအပြင်ကိုထွက်ခဲ့ကြတယ်တင်တူကင်းစင်နေတာမှုကောင်းကင်မှာတားနေတဲ့လာမင်းကြီးကဘဲဦးကြီးတလုံးလူဖြူဖွေးလို့ပေါ့တဖြည်းဖြည်းနဲ့မြင်းခွတန်တွေကျုပ်တို့နဲ့အတော်လေးကိုနီးကပ်လာနေပြီကျုပ်တို့ဆရာတပည့်လေး ဖြပီးဖြစ်လာမယ့်အရာတွေအသိအနေထားပြင်ဆင်ထားလိုက်ကြတယ်။တဟီးနဲ့ခွာပေါက်တန်မြင်းဟီတန်တွေကကျုပ်တို့အနာဂုံဤတစ်ထက်အနီးလာခဲ့ပြီးအကြခင်အချိန်တွဲမှပဲကျုပ်တို့ဆရာဘဲနှစ်ယောက်ရဲ့ကြားမှာမြင်းညိုကြီးတောင်ကဘွားကနေပေါ်လာပြီးကျုပ်တို့ဆရာဘဲကိုလူချင်းခွဲအောင်လှုပ်လိုက်တယ်။ဆရာသတိထားနော်။ကိုဖိုးတွေကဒန်ဟာရီနဲ့ကျုပ်ကိုလှမ်းသတိပေးတယ်။သတိအမြဲရှိနေတဲ့ကျုပ်ဖို့ဒါမျိုးလျှက်တဲ့ပြက်တိုက်ခိုက်တာမျိုးတွေကရိုးရင်းနေပြီမှုထိခိုက်တံရတော့မရခဲ့ဘူး။ ခေါင်းပြက်စစ်စီတော်ကြီးကသူ့ရဲ့နောက်ကျောမှလွယ်ထားတဲ့ငှက်ကြီးတော်ဓာတ်ကိုဆွဲထုတ်လိုက်ပြီးမြင်းရဲ့စကြူကိုဆောင်ဆွဲလိုက်တော့ဒေါင်ကောင်းတဲ့မြင်းညူကြီးကကဆုံပေါက်ပြီးကျုပ်ရှိရာကိုပြေးလာပါလေရောကြုံနာလေးရောက်ရောလက်ထင်းကဒါနေခုံးမဲ့ဟဲပြင်တာမှုခေါင်းငုံပြီးတော့ချောင်းလိုက်ချိန်ကျုပ်ရဲ့ရင်ဝါကိုအပြင်းပြင်းနဲ့စောင့်ကန်ချလိုက်ရောပဲနောက်ကိုလမ်းကျသွားပြီးတော်တော်နဲ့ပြန်ဖထနိုင်ဖြစ်နေတယ်ဟာဆရာရဲ့တတိထပါလို့ကျုပ်တန်းနဲ့မှားနေတဲ့ကြားကဗျာ ကိုဖိုးဒီကကျုံရှိရာပြေးလာပြီးဆွဲထုတ်ပေးတော်မူအာတင်းပြီးပြန်ထားလိုက်တယ်။ဒီခွေးမသားတော့ငါနဲ့တွေ့ပြီပဲ။အာလာဝခရဟိကျုပ်ကိုဆွဲထုတ်ပြီးဒေါသဖြစ်သွားတဲ့ကိုဖိုးဒီကအာလာဝခမှန်သွင်းပြီးခေါင်းပြက်စွတီတော်ကြီးရှိရာစီကိုအစင်ချင်းပဲပြေးဝင်သွားတယ်။ဟာဟေးဟဲ့လူကိုဖိုးဒီဒုက္ခပါပဲကွာပြောတာလေဆုံးအောင်နားမထောင်ဘူး။ကိုဖိုးဒီကကျုပ်ပြောတာကိုနားမထောင်ပဲဘာလို့ဇွတ်တိုးသွားရလဲဗျာ။ ညင်ကြီးရဲ့ကန့်ချက်ကြောင့်ကြုံသားလေးကိုလွင့်စင်ထွက်လာတဲ့ကိုဖိုးတီကိုဆွဲထုတ်ပေးရသေးတယ်။ဒီပုံတိုက်ဆိုရင်ဖြစ်တော့ဘူးကိုဖိုးတီ။ကျုပ်တို့နေရာအတူတူပေါင်ပြီးတိုက်မှပြစ်တော့မယ်။ကျုပ်တို့ဆရာတွေပဲခေါင်းကြီးဆိုင်တိုက်ပြီးနေတော့ခေါင်းပြက်စစ်တီတော်ကြီးကမြင်းပေါ်ကနေဆင်းလာပြီးတထဲကဓာတ်ကိုမြေကြီးပေါ်ဆိုက်ချလိုက်တယ်။ခဏကြာမှမြင်းကလေးလှုပ်တယ်လို့ခေါင်းပြက်စစ်တီတော်ကြီးရဲ့အနီးတစ်ဝိုက်ကမြေကြီးတွေတုံခွာလာတာကိုတွေ့လိုက်ရတယ်။အချိန်တည်းမှာပဲခေါင်းပြက်စစ်တီတော်ကြီးရဲ့နောက်မှရှိနေတဲ့မြေကြီးတွေက ခြေအောင်စစ်တီတော်များစွာထွက်ပေါ်လာတာကိုလည်းမြင်လိုက်ရတယ်။ဟာဆရာဥမာကြည့်ပါဦး။ကောင်းပြက်စစ်တီတော်ကြီးရဲ့နောက်မှာရှက်ဝိတစားပြင်းနေစစ်တီတော်တွေအများကြီးပေါ်လာနေတယ်။ကျုပ်တို့ဘာဆက်လုပ်ကြမလဲ။ဒီရှင်နေထီတောင်ရောက်လာပြီးမှတော့နောက်မဆုတ်တန်းရှစ်ဆက်တိုးကြတာပေါ့။ကျုပ်တို့ဆရာတပည့်လဲကြနေရကထားလိုက်ပြီးတယောက်မျက်နှာကိုတယောက်ကြည့်လိုက်မိတယ်။အာလာဝကဖိုးတည်ရဲကွာ။စမ်းကြည့်တယ်လို့စမ်းလို့ရတယ်။ဒါကြစမ်း ကောင်းပြည့်စစ်တီတော်ကြီးရဲ့နောက်မှာပေါ်လာတဲ့ရှေးအောင်စစ်တီတော်ကြီးရှိရာကိုညာတန်ပီပီပြေးဝင်သွားသူကတော့ကျုပ်ရဲ့တပည့်ကျော်ကြီးကိုဖို့တီကျုပ်လည်းအချိန်ဆွဲနေလို့မဖြစ်တော့ဘူးဆိုတာကိုသတိထားမိလိုက်တာမို့ကောင်းပြည့်စစ်တီတော်ကြီးရှိရာကိုပြေးဝင်သွားလိုက်တယ်။တာမန်လက်နက်တွေနဲ့ဆိုရင်မထီးရနိုင်တဲ့ကျုပ်တို့ဆရာတပည့်ဖို့တော့ဒီကောင်တွေနဲ့တိုက်ခတ်ရတာကလေးတွေနဲ့စော်စားနေလို့ပဲကျုပ်ကတော့ကိစ္စမရှိပေမဲ့အင်အားများနဲ့ရင်ဆိုင်နေရတဲ့ကိုဖို့တီအဆင်ပြေပါမလားဆိုပြီးစိုးရိမ်မိသေးတယ်။ ကိုဖို့ဒီအစဉ်ပြေးရလားရတယ်ဆရာဒီအောင်လေးကိုကြုံထိန်နိုင်တယ်ဆရာသာခရုဆိုင်ချက်ဝိတစားပြင်းနေစစ်တီတော်တွေကိုတယောက်ပြီးတယောက်လဲထိုးသိရင်သူ့ဘက်ကမစိုးရင်ဘူးအော်ပြောနေသေးတယ်ကိုဖို့ဒီဘက်ကအာယုံရောက်နေတော့ခေါင်းပြက်စစ်တီတော်ကြီးရဲ့ကံကြကြောင်းအလစ်မှာခံလိုက်ရတယ်ဒါနဲ့ရင်အားမရသေးပေလက်ထဲကဒါကြီးနဲ့ကြုတ်ကိုထပီးပိုင်းသေးတာအေးရှင်ပြက်နေတဲ့ခေါင်းရဲ့လေပင်းနှားလောက်မှာတေချာဆွဲထားတဲ့အင်းတစ်ချက်ကိုအမှတ်မထင်တွေ့လိုက်ရတယ် ခေါင်းထဲမှာအတွေ့အကြုံပေါ်လာတာနဲ့နောင်မီးဆက်ကိုကျောက်ရဲ့ညာဘက်လက်ထဲမှာအသင့်ပြင်ထားလိုက်တယ်။ဟေးခေါင်းမရှိတဲ့အကောင်ကြီးဒီမားလေးကွာငါဒီမားဟာကြောက်ဘူးလား။အေးလေခေါင်းမမရှိတာဘယ်ကြောက်မတော့။စစ်တီတော်ကြီးကမြင်းဘုတ်ကိုခုံးတက်သွားပြီးကျောက်စီကိုအတကုံမောင်းလာတယ်။ကျုံနာရောက်ခါနီးဝါတရိုက်ခွာလုံးမှာမြင်းညုတ်ကြီးလာနေတဲ့လမ်းတက်တဲ့ကိုပြေးဝင်သွားလိုက်တယ်။ကျောက်ရဲ့ခါလေးလောက်ကနေငှက်ကြီးတောင်တာနဲ့ပိုင်းလိုက်တဲ့အချိန် မြင်းပေါ်ကိုခုံတက်ပြီးဒုံးတိကြီးဖြစ်နေတဲ့လေပင်းနေရာကိုကျုပ်ရဲ့ညာလက်ကလောင်ပြီးဆက်နဲ့ရိုက်ချလိုက်တယ်။ကျုပ်ဆက်နဲ့ထိပ်ပြီးလေပင်းနေရာကအင်းချက်ကလည်းအကူလောက်ဆိုပျက်စီးသွားလောက်ပြီးဆက်ရဲ့ပြင်းအားကလည်းမသေးတာမူမြင်းပေါ်ကနေဒလင်းကောက်ဝင်နေပြုတ်ကျလာတာလူမြင်လို့တော့မကောင်းဘူး။ကောင်းပြည့်စစ်တီတော်ကြီးရဲ့ချိန်စာအင်းလေးပျက်စီးသွားပြီမူသူ့ရဲ့အပေါင်းပါစစ်တီတွေလည်းပျောက်ရှင်းမလားပျောက်ွယ်ကုန်ကြပြီ။ဆရာနောက်ဆုံးတော့လုံးနိုင်သွားပြီပေါ့နော်။အင်းတော်သေးတာပေါ့ကိုဖို့တရား။ ဒုံလုံးလေးကန်ရိုက်ထားသလိုညောင်းကိုက်နေရပဲကြုံနာကိုအပြေးရောက်လာတဲ့ကိုဖိုးတီရဲ့အင်ကြီးတွေရောဆုတ်ပြက်တက်နေတာမြင်လိုက်ရတာမို့နောက်တနေရာကိုရောက်ရင်တော့ကိုဖိုးတီအတွက်အင်ကြီးအစ်ကလေးတစ်ထည်လောက်ဝယ်ပေးရအောင်မယ်လို့စိတ်ကူးမိတယ်ဆရာကျုပ်ကိုဒီဘွားကြီးကနေကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်အခုတော့ကျုပ်နဲ့သက်ဆိုင်တဲ့နေရာကိုချုပ်သွားရမယ်ကျုပ်ကိုခွင့်ပြုပါအောင်ကောင်းပါပြီလေကိုဖိုးတီနဲ့စကားပြောနေတော့စစ်သူရဲ့မောင်ကောင်ကသူ့ရဲ့မူလာရုပ်အတွင်နဲ့ကိုထင်ပြပြီး ျုပ်တို့ကိုကျေးဇူးတင်စကားတွေပြောသွားသေးတယ်။ငွေဝေးတဲ့ကနေတဖြည်းဖြည်းပျောက်ဝယ်သွားတဲ့ချိန်စာတင်ကောင်းပြည့်စစ်စစ်တော်ကြီးကိုကြည့်ရင်တပြင်းချေကြီးချရင်မြေကြီးပေါ်လှဲချလိုက်မိတော့တယ်။အချိန်ခဏလေးပဲကြားလိုက်တယ်ထင်တယ်။ကောင်းကင်မှာလာမင်းကြီးကအေးချမ်းချမ်းနဲ့ကိုတာနေတော့ပဲ။ဆရာလက်မနေနေဦးလေဗျာ။ကြံငယ်တဲ့ဟိုလူအရှင်နေဘလို့ရှိလဲသွားကြည့်အောင်မယ်လေ။ကိုဖိုးတွေပဲသွားကြည့်လိုက်တော့ဗျာ။ကျုပ်ရမ်းပင်ပဲနေပြီ။အပါဆရာကြီးချိန်နှောင်းလေးတွေပဲဦး ထပါဗျာကိုဖိုးဒီကအတင်းရုံးဆူရုံးပြောနေတော့အမှုမထကျင်ပဲထားလိုက်ရပြီးလေးကန်တဲ့ခြေလမ်းတွေနဲ့ယူကြီးရှိရာလှိုင်ကူကြီးစီကိုပြန်လာခဲ့ကြပါတော့တယ်ဟုတ်ကဲ့ဇလန်းလေးရောဒီမှာဒီမဲ့ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာနောက်နောက်မှလေးစိုင်းမောင်ရဲ့အပိုင်းဆက်ဇလန်းများကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူခေဖုံးခွားပဲဖြစ်ပါတယ်အားလုံးပဲစိတ်ရှမ်းတာချင်းကိုကြီးကျမ်းပါချင်းနှစ်ဖြာသောသူခါလိုနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ